စနေနေ့နဲ့စားတဲ့နာမည်နှလုံးနဲ့မင်းသားတယောက်ရဲ့စွန့်ပစ်ခံရတဲ့သူမဘဝကိုပြောလာတဲ့မိုးဆက်ချုံပရိသတ်များလုံးမင်္ဂလာပါရှင့်ရွှေမန်လေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်စနေနေ့နဲ့စားတဲ့နာမည်နှလုံးနဲ့မင်းသားရဲ့စွန့်ပစ်ခြင်းကိုခံရကြောင်းပြောလာတာကတော့အလမယ်မိုးဆက်ချုံဖြစ်ပါတယ်အလမယ်မိုးဆက်ချုံက Glory Talent and Model Agency ကနေအခုနှစ်မှာ Miss Universe အင်းစိန်ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ပြီးတော့မှအနုပညာလောကတွေကိုဝင်ရောက်ဖို့စူးစမ်းနေရဖြစ်ပါတယ် အခုကမှတော့အလမဲမိုးဆက်ချိုကနာမည်နှလုံးနဲ့နာမည်ကြီးမင်းသားတယောက်ရဲ့ပထမအိမ်တောင်နဲ့ရတဲ့တမိကြီးဖြစ်ပေမဲ့ဖခင်ဖြစ်သူအတိမတ်ပြုခြင်းကိုမခံရကြောင်းပြောလာတာဖြစ်ပါတယ်။ မိုးဆက်ကျော်ကသူမရဲ့မိခင်ကမော်ရယ်တယောက်ဆောင်တဦးဖြစ်ပြီးနာမည်နှလုံးနဲ့မင်းသားနဲ့ချစ်ကြိုက်ခဲ့ကခိုးရွာလိုက်ပြီးခဲ့ရင်နဲ့သူမကိုရရှိခဲ့တာဖြစ်ပါတယ်။အဆိုပါနာမည်နှလုံးနဲ့မင်းသားနဲ့သူမရဲ့မိခင်တို့ကအချိန်တိုင်းတာတစ်ခုထိပေါင်းသိမ်းခဲ့ပေမယ့်သူမအသက်နှစ်နှစ်ခွဲသုံးနှစ်အရွယ်မှာနာမည်နှလုံးနဲ့မင်းသားကသူမတို့သားမိကိုပြစ်ပြီးတော့နောက်မိတ်မယူသွားခဲ့ရလို့ဆိုပါတယ်။ဒါကြောင့်လဲအလှမဲ့မိုးဆက်ကျော်ကဖခင်မြတ်တာကိုငတ်မုတ်ပြီးကြီးပြင်းလာရပါတယ်။အခုချိန်မှာတော့အလှမဲ့မိုးဆက်ကျော်ရဲ့ဖခင်ကနောက်အိမ်ထောင်နဲ့မိသားစုဘဝတ တစ်ခုကိုတည်ဆောက်ထားတာဖြစ်တယ်လို့သူမရဲ့မိခင်ကလည်းနောက်အိမ်ထောင်ထဲနောက်ယောက်ျားယူထားတာဖြစ်ပါတယ်။ဒါကြောင့်လည်းအလောင်းမဲမိုးဆက်ချိုကသူမအဲ့အတွက်မိခင်ရောဖခင်မှာမရှိတော့ဘူးလို့ထင်နေပါတယ်။အထူးသဖြင့်တငယ်ချင်းတွေတခြားသောသူတွေကဖခင်နဲ့အတူတူကြောင်းမှမြင်တွေ့ရတိုင်းဖခင်လာကြိုးတဲ့အချိန်တိုင်းမှာအားကြရတယ်လို့အလောင်းမဲမိုးဆက်ချိုကပြောခဲ့ရဖြစ်ပါတယ်။ မိုးဆက်ကျော်ကသူမငယ်ရွယ်စဉ်မှာတော့သူမကိုစွန့်ပစ်သွားတဲ့ဖခင်ကိုစိတ်နာပေမဲ့အခုချိန်မှာတော့စိတ်မနာနိုင်ဘူးလို့ဆိုပါရယ်။နာမည်နှလုံးနဲ့မင်းသားကသူမကိုအသက်22နှစ်အရွယ်ထိ၃ချိန်အထိသာလာရောက်တွေ့ဆုံခဲ့တယ်လို့သိရပါရယ်။ဒီလိုတွေ့ဆုံချိန်မှာလည်းလူကြီးတိတ်တဲ့ညာဘက်အချိန်မှာမှလာရောက်တွေ့ဆုံတယ်လို့သိရပါရယ်။ဒီလိုတွေ့ဆုံတဲ့ချိန်မှာငယ်ရွယ်စဉ်မှာဖခင်နဲ့တွေ့ရကို Facebook မှာ post တင်လိုက်လို့ဘလော့သွားတယ်လို့လည်းသိရပါရယ်။အဲဒီနောက်ပိုင်းမှာတော့အဆက်အသွယ်ဖြတ်သွားခဲ့တယ်လို့ဆိုပါရယ်။ အလမေမိုးဆက်ချိုကပြေးခဲ့တဲ့သူမရဲ့အသက်22နှစ်ပြည့်မွေးနေ့မှာဖခင်ဖြစ်သူကိုတွေ့ဆုံဖို့အတွက်ခွင့်တောင်းပေမဲ့ဖခင်ဖြစ်သူရဲ့လက်ရှိအိမ်တော်ကတွေ့ခွင့်မပြုတဲ့ပြင်နမနှလုံးနဲ့မင်းသားရဲ့တမီးဆိုတာကို DNA စစ်နိုင်လားဆိုတဲ့အထိမေးမြန်းခဲ့တယ်လို့သိရပါတယ်အလာမေမိုးဇက်ချိုကတော့တနေ့မှာဖခင်မြတ်တာကိုရရှိနိုင်မယ်ဖခင်နဲ့အတူသရုပ်ဆောင်ခွင့်ရမယ်လို့မျှော်လင့်နေသေးပါ ဖခင်ဖြစ်သူကလည်းအနုပညာလောကကိုဝင်ခဲ့လို့ပြောခဲ့ဘူးကကြောင့်အခုချိန်မှာ Miss ပြန်ရင်းနဲ့အနုပညာလောကရဲ့မာနရတနရာရဖို့ကြိုးစားနေပါတယ်။ပရိသတ်တွေကတော့အလမေမိုးဆက်ချိုရဲ့ဖခင်နာမည်နှလုံးနဲ့မင်းသားကြီးကဘာတူလဲဆိုပြီးသိကျင်နေကြပါတယ်။ လူတွေကတော့သို့သူရန်အောင်နေဆန်ရန်ကျော်ရဲအောင် လွင်မုံအောင်ခိုင် နေအောင်စသဖြင့်ခံမှန်းနေကြတာဖြစ်ပါတယ်အကြောင်းသိတဲ့ပရိသတ်တို့ကတော့အလှမဲ့မိုးဇက်ချိုရဲ့ဖခင်ကနမကြီးတယောက်ဆောင်မင်းသားနေဆန်လို့ဆိုကြပါတယ်နေဆန်ကဇနီးတဲ့နဲ့မိုးဇက်ချိုဆိုတဲ့သမီးလေးတယောက်ရရှိခဲ့ဖို့ကြောင်းပြောကြပါတယ်ဘာပဲဖြစ်ဖြစ်အလှမဲ့မိုးဇက်ချိုကတော့ဖခင်မြတ်တာကိုမျှော်လင့်နေစေပါဒီလိုမျိုးဖခင်ဖြစ်သူအကြောင်းကိုပြောတာကတော့ဖခင်ဖြစ်သူမင်းသားကိုဂုံတိတ်ခါကြဆင်းအောင်လှုပ်ချင်တာမျိုးမဟုတ်ဖိတနေ့မှ ာသူမကိုအတိမတ်ပြုလာဖို့အတွက်မျှော်လင့်နေရပဲဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအလမဲ့မိုးဆက်ချို့ကိုဖခင်နဲ့ပြန်ဆောင်စေချင်လားဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးနဲ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။